ိုင်ဒီနေ့ကတော့မိုးအေးလေးနဲ့ဆိုပြီးတော့အချင်းလေးစားချလို့ဆိုပြီးတော့မော်လဥဖြူနဲ့ငါဟင်းပေါ့နော်အချင်းချက်စားမှဖြစ်ပါတယ်ခင်ဗျာရှိတာလေးနဲ့ဝါအောင်စားကြမယ်ကဲအရင်ဥဆောင်ပေါ့နော်မော်လဥဖြူကိုပပလေးလှီးပြီးတော့ဒီပုံစံလေးပေါ့နော်ရေစီးတက်စင်ထားပြီးပါပြီပြီးရင်တော့ငါးကိုလေးတေချာလောက်ပြီးတော့ရေစီးတက်စင်ထားရေးပေါ့နော် တင်ငါကြတော့ပလာထူလို့ခေါ်ပါတယ်ခင်ဗျာပြီးလို့ရှိရင်ငရုတ်သီးကိုလည်းထောင်းထားပေးပါမယ်ပြီးတော့မကြီးမဲရီကိုလည်းကျွန်တော်တို့ရေနေနေငယ်စိုက်ထားပေးပါတော့ကဲအယုံဆောင်ကျွန်တော်တို့တဲဦးထဲမှာစီနေငယ်ထည့်ပေးလိုက်ပါမယ်ကဲစီလေးပူလာပြီဆိုရင်တော့ကျွန်တော်ထောင်းထားတဲ့ရုပ်တိနှစ်ကိုစီနေငယ်တပ်ပေးလိုက်ပါမယ်။ ကဲအနားလေးတပြပြနေမွေးလာပြီဆိုရင်တော့မော်လာဥဖြူကိုကျွန်တော်တို့ထည့်ပေးလိုက်ပါမယ်ပြီးလို့ရှိရင်အပေါ်နဲ့အောက်ပြန်လှမ်းနှင်းငယ်မှုထားပေးလိုက်ပါမယ်ကဲမှုလို့နှပ်သွားပြီဆိုရင်တော့ကျွန်တော်တို့ငါးဟိုးတစ်ခါသေးရောထည့်လိုက်ပါနော်ပြီးရင်တော့နောက်တစ်ခါနှင်းငယ်ဆက်မှုပေးလိုက်ပါမယ် ်မွေလို့နှတ်သွားပြီဆိုရင်တော့ငရော့ဆောင်ထဲကရေကိုပဲနေငယ်ထည့်လိုက်ပါတယ်ခင်ဗျာပြီးလို့ရှိရင်ရေဒီပူပူလေးစုလာသေးကြတော့အဖုံးပိတ်လိုက်ထမ်းအဖုံးပိတ်လိုက်ပေါ့နော်ကဲဖောင်းလေးပြန်ဖိပေးပေးမယ်ခင်ဗျာရေလေးပူပူလေးစုလာပြီဆိုရင်တော့ကျွန်တော်အနေငယ်မှွေပြီးတော့အရသာထည့်ပေးပါမယ် ကဲရတာတော့ကတော့စိတ်တမောထည့်ပေးပါမယ်။စာနေငယ်ထည့်ပေးပါမယ်။ပြီးတော့ချုံမောင်းနေငယ်ထည့်ပေးပါမယ်ခင်ဗျာ။ပြီးလို့ရှိရင်မကြီးမင်းကြီးကိုတခါလေးထည့်ပေးလိုက်ပါမယ်ခင်ဗျာ။ပြီးနောက်ထပ်5မိနစ်လောက်အဖုံးပြန်ပိတ်လိုက်ပါမယ်။ကဲအချိန်ပြီးသွားပြီဆိုရင်တော့ဖုံးလေးပြန်ဖိပွေပြီးတော့ကျွန်တော် အရသာနင်းငယ်မီဆန်းကြီးမှာเนาะအသားငါတို့လေအကောင်လုံးနူးတော့ပြီးဆိုရင်တော့အရသာစိတ်မပြေသေးလို့ဆိုပြီးတော့ကျွန်တော်ကတော့အာတကြားနစာနင်းငယ်ထပ်ထည့်လိုက်ပါတယ်ခင်ဗျာကဲပြီးရင်တော့ကျွန်တော်တို့မစလာအုပ်ပေးပါမယ်ခင်ဗျာပြီးအနောက်ဆုံးမှာကျွန်တော်ရုပ်သီးဆိုင်ကို ပြန်အောင်ထိလိုက်ပါမယ်ခင်ဗျာဒီနေ့သာလားဆိုတော့ဟင်းကတော့ကျက်သွားပါပြီခင်ဗျာမိုးအေးလေးနဲ့ဆိုတော့ခမေအရာမိုင်းမှာတိချပါခင်ဗျာကျွန်တော်ဗီဒီယိုကိုလာရအပေးမှုတိုင်းအထူးကျေးဇူးများရေးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆောင်ကြပါမယ်တော့ bye bye